ိန်နာဟာကလေးလေးတွေအဖို့မှာမုံစားသလိုပဲနော်မမန်ကန်ကန်ပြောရင်လူကြီးတွေကငါရိုက်မာလာမမာလာဆိုရဲကြောက်တာနဲ့လဲလိန်နာပဲပေါ့နော်အဲ့ဒါလို့ခုနှစ်နှစ်အရွယ်ကလေးလေးဟာလိန်တတ်မှဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိန်ရအောင်ကလေးလေးနားလဲအောင်တင်တဲ့သုတ်တံလေးဟာဘုန်းကြီးတို့တွေဖို့မှာလဲအမတန်မှတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲ တရက်တော်မြတ်စွာဘုရားကရဟုလာကိုခေါ်တယ်ရဟုလာလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်ခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်တော့ထိုင်ပြီးတော့ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာ ရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ်။ရဟုတ်လား။တွေ့လားဟောဒီမှာရေကွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လား။ဆိုတော့တွေ့ပါတယ်ဘုရားတဲ့။လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့။ဟောကိုချင်းတရားမပြည့်ဝဘူးပေါ့။ဒီခွက်ထဲကရေတွေမပြည့်တယ်လို့ပဲ။ လိန်တတ်ပြီဆိုရင်မင်းကိုချင်းတရားတွေမပြည့်နိုင်ဘူးတဲ့ကိုချင်းသီလတွေကပျက်စီးတယ်အဲ့ဒါလို့ကလေးနားလဲတဲ့စကလုံးလေးနဲ့သုံးပြီးရသော်ပြားကခွက်ထဲရေတွေကိုတုံလိုက်တယ်ကဲရဟုတ်လားဟောဒီထဲမှာခွက်ထဲမှာရေတွေရှိသေးလားမရှိတော့ဘူးဗျာရေတွေတုံလိုက်တယ်အေးအဲ့ဒီလို့တုံလိုက်တယ်လို့ပဲလိန်ပြောတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားတွေအကုန်လုံးစွန့်ပစ်လိုက်တာနဲ့အတူတူပဲ ဆိုပြီးတော့မြတ်စွာဘုရားကခွက်ကလေးကိုမှောက်ပြီးတော့မေးတယ်။ရအောင်လားတွေ့လားငါခွက်ကလေးကိုမှောက်တာ။အဲ့ဒီခွက်ကလေးမှောက်လိုက်တယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့အချင်းတရားတွေဟာအကုန်လုံးဆောင်ထိုးပဲဘာမှမရှိတော့ဘူး။အချင်းတရားတွေကိုအကုန်လုံးမှောက်ပြစ်လိုက်တာ ਨੇ တူတူပဲ။နောက်တစ်ခါမြတ်စွာဘုရားက ခွက်ကလေးကို ပြန်နှံလိုက်။ပြန်နှံပြီးတော့ဟောဒီခွက်ထဲမှာဘာရှိတယ်ဘာမှမရှိဘူး။ ေးခွက်ထဲမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာခိုချင်တရားဆိုဘာမှမရှိဘူးလို့ပြောတာဟုတ်။ဒါကြောင့်မို့မင်းရည်စရာအနေနဲ့တောင်လိန်မပြောနဲ့လိန်နာအမတန်အဖြစ်ကြီးတယ်ဆိုတဲ့ပဲပြောတာ။နော်။ကဲဘုရားဆုံးမတဲ့စကားနဲ့ဒီကနေ့ခေတ်ပြောနေကြတာတွေနဲ့ဘလို့များกว่าချမ်းဒီကနေ့ရှိကြတော့အေးမူသားမပါလင်္ကာမချောတဲ့နော်လင်္ကာချောအောင်မူသားလေးထည့်တယ်ပြီးတော့ပြောနေကြ ။ဟောမြတ်စွာဘုရားကကြည်လိန်ပြောတတ်လို့ရှိရင်နဲ့ဘာမှကိုချင်းတရားမရှိတော့ဘူးလို့ဒီလိုကိုဟောတာလိန်မဆုံးလို့နော်။ဟောတုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားဟောထားတာကြည်ဧကံဓမ္မအတိတတ္တမုတာဝရိတ္တသံထုလုံးမမကံကံပြောခြင်းဆိုတာတခုကြော်သွားပြီးတော့မူသားစကားဆိုတတ်တဲ့ပုဂ္ဂိုလ်ဖို့မှာတဲ့ ဝိထေနပရလောကတနတ္ထိပါပံအခရိယဓမ္မလောကကိုမစင်စားဘူးလုံးဝလွတ်လွတ်ထားတဲ့ပုဂ္ဂိုလ်တရားအနေနဲ့သူမလုံးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့ဆိုလိုတာကလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်မလုံးနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးသူအကုန်လုံးပဲလို့ပြောတာနော်ဒါလိန်ချင်းအပြစ်တရားကိုပြောဘူးသားစကားပြောပြီးဆိုမှတော့ဉာဏ်နဲ့အကုသိုလ်တွေလည်းသူလုံးမှာပဲတဲ့ဒါ ဘာဖြစ်လို့တော့ဆိုရင်ကြည်လေဘာလှုပ်လို့လိမ်လိုက်ရင်ပြီးသွားတာဟုတ်အဲ့တော့လှုပ်ဖို့ရတဲ့ဘာမှမလေးတော့ဘူးလို့ပြောအဲ့ဒါကြောင့်မလို့ရာဟုလာကိုမြတ်စွာဘုရားကကလေးလေးကိုလိမ်မှဆိုးလို့လိမ်ပြောတာမျိုးတွေဖြစ်မှဆိုးလို့မလင်ရသူ့နားချပြီးတော့စိတ်ထဲမှာဆွဲတော့တင်ကြပေးတာပေါ့ဒါတွေလည်းပဲမိဘလုပ်တဲ့ပုံစံတွေကမိမိတို့ရဲ့ သားသမီးတွေကိုဒီလိုပဲသင်ကြားပေးရမြတ်စွာဘုရားသင်ပေးတယ်မလင်အောင်အဲလူတွေကမလင်အောင်သင်ပေးသင်မပေးပဲနဲ့ကလေးလေးကိုကြောက်အောင်လှုပ်ထားတဲ့အခါကျတော့ကြောက်လို့လိန်တာနေပြီးတော့နောက်ကြတော့လိန်လို့ရမှန်းသိတော့ဆက်လိန်တော့တာပေါ့နောက်ဆုံးကျတော့လူလိန်ကြီးဖြစ်သွားတယ်နော်အဲ့တော့မြတ်စွာဘုရားကတော့ကြည့်ဒီသားတော်ရဟုလာလေးဟာဘုဒ္ဓဝါရဆိုတဲ့ ဒီမမှန်ကန်ကန်ပြောဆိုမှုမပြုတ်ပဲနဲ့နှုတ်ထဲမှာလိန်ပြီးတော့အပိုးဆာလာတွေပြောတတ်တာလိန်နေဆိုတာဟာအမှန်တရားကိုမပြောပဲနဲ့မဟုတ်တာကိုထည့်ပြောတာကိုလိန်နေလို့ခေါ်တာပဲလိန်နေလို့ခေါ်တာအဲ့ဒါလို့ကိုထွက်တဲ့စကားလုံးကအကြောင်းအရာမမှန်ကန်တဲ့စကားလုံးကိုလုံးဝမပြောနဲ့လို့ပြောတာမမှန်ကန်တဲ့စကားလုံးလုံးဝမပြောရှိစရာအနေနဲ့တောင်မပြောနဲ့လို့ဒီလိုပြောတာเนาะ ဲ့ဒီလိုရသော်ဘုရားကဘုဒ္ဓဝါဒကရှောင်ကျင်အောင်ရဟုတ်လားဟိုရေခွက်ကလေးနဲ့ပုံပြပြီးတော့ဟောကြားဆုံးမပေးတယ်အဲ့ဒီလိုဟောကြားဆုံးမပေးပြီးတဲ့အခါမှာနောက်ဥပမာတစ်ခုမြတ်စွာဘုရားပြောတယ်ရဟုတ်လားမင်းစစ်သုံးဆင်ကြီးတွေမြင်မှုသလားဆိုတော့မြင်မှုပါတယ်ဒါတော့နန်းတော်မှာကြီးပြင်းတဲ့ပုံပုံတွေဆိုတော့ စင်တတ်မြင့်တတ်ယထာတ္ထဆိုတာဒါတွေကဂျုံဘူးနေတာเนาะစစ်တိုက်တဲ့ဆင်ကြီးတွေမြင်ဘူးလားမြင်ဘူးတယ်အဲ့စစ်တိုက်တဲ့ဆင်ကြီးတွေကစစ်ပွဲမှာဒါရှိတော့ကဆင်ဆိုရင်အများရန်လေးကျင့်နေရတာဗောတိုက်ပွဲဝင်နေရဆင်တွေကိုဘယ်လိုလေးကျင့်တာတော့ဆိုလို့ရှိရင်အိုးဆင်တွေကိုလှမ်းနေတဲ့ထိုးဘယ်လောက်ထိအောင်ခံနိုင်ရှိတယ်လဲဆိုတော့ဘယ်လှမ်းထိုးထိုးမမှုအောင်ဆင်ကိုဒီလိုလေးကျင့်တင်ကြပေးရတာ ရှေ့ကနေပြီးတော့ကြောက်เสียကောင်းတဲ့အတန်နဲ့စစ်တိုက်ပြီးဆိုပြီးတော့စစ်စီကြီးတွေတီးတဲ့အခါမှာလည်းပဲဆင်းနေဟာလှုပ်ရှားပြီးတော့ထွက်ပြေးမသွားအောင်စัญญံခံနိုင်အောင်အဲ့ဒီလိုလေ့ကျင့်သင်ကြားပေးတာတွေကိုရအောင်လားမြင်ဖို့မှာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီစစ်တိုက်တဲ့ဆင်ကြီးတွေဟာတဲ့စစ်ပွဲရောက်တဲ့အခါကျတော့လက်နှစ်ဖက်ခြေနှစ်ဖက်အမီဘာမှ ဒီအကာအကွယ်မလုပ်ဖဲနဲ့ခြေထောက်နဲ့လည်းနင်းနေခြေထောက်နဲ့လည်းဒီတက်ဖိတယ်ပေါ့အားလုံးသူလုံးဝမဲ့အလုပ်တွေကိုလုပ်တယ်အစွဲနဲ့လည်းထိုးတယ်သို့သောသူနှာမောင်းကိုတော့အသုံးမချသေးဘူးတဲ့နှာမောင်းကိုအသုံးမချသေးဘူးချန်တာရဲအသုံးချပြီးတော့တိုက်ပွဲဝင်နေသေးတယ်ဆိုရင်ဒီဆင်ကြီးဟာကြည့်တခုတော့ချန်ထားသေးတယ်သူအသက်မစွန့်သေးဘူးပေါ့နှာမောင်းကိုမသုံးသေးဘူးပေါ့ ောနောက်တစ်ခါကျတော့ဒီဆင်ကြီးဟာသူ့ခန္ဓာကိုယ်မှာရှိတဲ့ဒီလက်တွေခြေတွေအစွဲတွေနှာမောင်းတွေအမီးတွေကစအမီးကလည်းပဲရမ်းထုတ်လိုက်တာပေါ့ရန်သူကိုတိုက်ပွဲဝင်တဲ့အခါမှာအကုန်လုံးသူနှာမောင်းကစအကုန်လုံးအသုံးချပြီးတော့တိုက်ပွဲဝင်ပြီဆိုရင်အေးဒီဆင်ကြီးဟာတိုင်းပြည်အတွက်အသက်ဆွန်ထားပြီးပြီအလုံးကိုသူတိုက်ပွဲဝင်နေပြီတို့ဒီလိုသိရတယ်တဲ့ အဲ့ဒါလို့သိရသလိုစင်ကြီးဟာဘာမှ မချန်ချွဲမှုသူရှိတဲ့တတ်နိုင်တဲ့အရာတွေအာလုံးဒုက္ခနာကိုသုံးချပြီးတော့တိုက်ပွဲဝင်နေပြီဆိုလို့ရှိရင်သူမလောက်တာဘာမှမရှိတော့ဘူးလို့ပြောရသလိုပဲတဲ့လိန်တတ်တဲ့လူကလည်းပဲသူမလောက်တဲ့အကုသိုလ်ဆိုတာဘာမှမရှိဘူးလို့ပြောလာအဲ့တော့မုသံဝါဒလိန်လီတီပြားမှု မလောက်ဖို့ရအတွက်မြတ်စွာဘုရားကဒီအံဘတ်လက်ထိကရာဟုလောဝါဒတော့ ทีกเลีลีคนนี้อยู่ไอ้ลีมา แต่พอเป่าปีละไล่นานไล่เอายาสอดยาหอบยอ